မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လူ့ဘိုလ်ချုပ်ကြီးတန်းလိုက်တမတ်ဘူကြီးစင်လင်းထုတ်ကိုတက်တွင်မတိမ်မှုဖြင့်စစ်ဆေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မုံညင်းမြို့နယ်အမှတ်15ခြေလင်းတရင်မှာဘူကြီးတယောက်ရဲ့ဇနီးကိုမတိမ်ကျင့်ခဲ့လို့ဒုတိယဘိုလ်ချုပ်ကြီးတန်းလိုက်ရဲ့တမတ်ဘူကြီးစင်လင်းထုတ်ကိုစုံခုံဖွဲ့စစ်ဆေးနေတယ်လို့တက်တွင်သတင်းရင်းမြစ်တွေစီကသိရပါတယ်။ မေလအစောပိုင်းကတတက်သေးနေဘူကြီးတယောက်ရဲ့ဇနီးကိုအရာရှိရိတ်သားကိုလိန်ခေါ်ကမရင်းကျင်ခဲ့တဲ့ခလာရ15မှဌာနကွယ်မှုဘူကြီးဇလင်းထုတ်ကိုခင်မွန်ဖြစ်သူဘူကြီးကတိုင်ကြားခဲ့လို့ကာကွယ်ရေးဦးစီးချုပ်ရုံးအထိတိုင်ကြားခံရကအခုလိုစစ်ဆေးခံရတာလို့တက်အတိုင်းဝိုင်းနဲ့နှိစက်သူကပြောပါတယ် တခြားတက်ကမိမကိစ္စနဲ့နာမည်ပြက်ပြီးခလာရ15ကိုရောက်လာတာရောက်လာပြီးမကြဘူးအပတ်စင်တူဘိုးကြီးမိမကိုမရင်းကျင်တာပဲတယင်းမှုကတက်သိခါကြမှာဆိုလို့အတိုင်မခံဘူးကြက်သိန်း30နဲ့ညှိပေးတယ်ဘိုးကြီးကလက်မခံပဲတိုင်လိုက်တာ တိုင်စာကအပေါ်ထိရောက်ပြီးအခုအိုက်ဘိုကြီးကိုစစ်ဆေးနေတယ်။မရိမှုကိစ္စကာကွယ်ရေးဦးစီးချုပ်ရုံးကိုတိုင်ကြားခဲ့တဲ့အတွက်တိုင်ကြားသူဘိုကြီးနဲ့မျက်မြင်သက်သေတွေကိုခါလာရ15တက်ရင်မူဒူဘိုမူကြီးစောတန်းနိုင်ကရှေ့တန်းပို့ပြီးဇနီးဖြစ်သူနဲ့ကလေးကိုလည်းတက်သေးကနှစ်ထုတ်လိုက်တယ်လို့ခါလာရ15နဲ့နှိဇက်သူကပြောပါတယ်။မရိန်းချင်းတဲ့ကိစ္စမှာဒူတိုင်းမှုတွေတက်ဆွဲမှုတွေ တည်ရင်မှုတွေကဘာလို့လိုက်ကူညီပေးနေလဲဆိုတော့ဗိုလ်ကြီးစလင်းထွေရဲ့မိမလှိုင်းမှုတက်ကဒူးဗိုလ်ချုပ်ကြီးတန်းလိုက်ရဲ့တမီးဖြစ်နေလို့ပဲစုံခုံပဲစစ်တာမဖန်ရဲဘူးအခုတက်ထဲမှာအဲ့ဗိုလ်ကြီးကတက်မိသားစုဝင်တွေတဲကဘသူ့ကိုထတ်ပြီးမရင်းထက်ကျင့်မလဲဆိုပြီးစိတ်ပူနေရတယ်ခလာရ15မှာတရင်မှုဒူးပုံမှုကြီးဇော်တန်းနိုင်နဲ့ဇနီးဖြစ်သူဒေါ်အေးအေးသိန်းတို့ကမရိမှုကိစ္စနဲ့တရင်အပြင်းမထုတ်ဖို့တိုင်ကြားတဲ့ဗိုလ်ကြီးဇနီးကိုအဆက်အသွယ်မလုပ်ဖို့နဲ့အခေါ်အပြောမလုပ်ဖို့တက်မီတာဇဝင်တွေကိုပြောဆိုထားတယ်လို့သိရပါဗျ။ ဒီမှုနဲ့ပတ်သက်ပြီးအမတ်904အမြောက်စခန်းကိုကဲမှုဌာနချုပ်လက်အောက်ခံအမတ်208အမြောက်တရင်ကတရင်မှုဒူးကိုမှုကြီးဝင်းနိုင်ဦးဆောင်ကစစ်ဆေးနေပါတယ်။စစ်အာဏာသိမ်းစဉ်ကကစားထားချောင်းမှုပြည်ထရေးဒူးဝင်ကြီးနဲ့ရဲချုပ်ဖြစ်ခဲ့တဲ့ဒူးဘိုချုပ်ကြီးတန်းလိုင်းကိုစစ်ကောင်းဆောင်က2022ခုနှစ်မှာအရန်အင်အားကိုပို့ဆောင်လိုက်တာဖြစ်ပါတယ်။ဆလပီထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်အတွင်းရှိစစ်ကောင်စီ မော်ခီတက်စကန်ကို KNLA ပူးပေါင်းတပ်များကချက်မှန်သိမ်းပိုင် ရှင်နေတမန်နဲ့တဲ့မရင်အောင်စက္ကန့်နဲ့မော်ခီစက္ကန့်တို့ကိုဇက်တိုက်သိမ်းပိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းရှိစစ်ကောင်စီ၏မော်ခီတပ်စက္ကန့်ကို KNL ပူးပေါင်းတပ်များကသိမ်းပိုက်လိုက်ပြီးယနေ့တမန်နဲ့တဲ့မရင်အောင်စက္ကန့်နဲ့မော်ခီစက္ကန့်တို့ကိုဇက်တိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်းတော်လန်ရေးစစ်ရေးသတင်းရေးမြစ်ကပြောပါတယ်။ ယနေ့မေလ30ရက်နေ့နံနက်၄နာရီချိန်တွင်မြဝတီမြို့နယ်အတွင်းရှိအမြင့်ဆုံးတောင်ကုန်းပေါ်တွင်ရှိသောဘရင်တော်စစ်တပ်စခန်းကို၎င်းယနေ့နံနက်10နာရီဝန်းကျင်အချိန်တွင်မော်ခီစစ်ကောင်စီတပ်စခန်းကို၎င်းအသီးသီးတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းယင်းစခန်းတစ်ခုလုံးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအလုံးထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။မော်ခီရောဘရင်တော်စခန်းကုန်းရောစခါတွေအကုန်ထွက်ပြေးတာလို့သိရတယ်။လက်နေခရံသိမ်းစီရရှိမှုနဲ့စခါတိစုံမှုအရှင်ဖန်စီရရှိမှုအခြေအနေမသိရသေးဘူးဟု PDF စီရေးတဲ့ရင်ရေးမြက်ကပြောဆိုပါတယ်။ ယနေ့နဲ့နောက်ပိုင်း KNL ကတင်ပိုက်လိုက်တဲ့မော်ခီစစ်တပ်စခန်းတီ2022ခုနှစ်တွင်ထွန်လရေးတပ်များကတင်ပိုက်ခဲ့ပြီးစစ်တပ်ကပြန်လည်တိုက်ခိုက်သိမ်းယူခဲ့သောစခန်းဖြစ်ကြောင်းယခုအချိန် KNL တပ်များကဒုတိယအချိန်ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည် ယနေ့မေလ30ရက်နေ့နံနက်၄နာရီအချိန် KNL KNDO ပူးပေါင်းတပ်များကဗောလီဗျူဟာစစ်စခန်းအနီးရှိအမြင်မာဆုံးတောင်ကုန်းတွင်တည်ရှိနေသောဘရင်နောင်ကုန်းစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအဆိုပါစခန်းခုံးကိုပထမဆုံးအကြိမ်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းအဆိုပါဘရင်အောင်တက်စကန်ကို KNL ကဆယ်စုနှစ်ချီတွင်ထိုးစစ်ဆင်ခဲ့ပြီးတော့လေတကြိမ်မှမသိမ့်ပိုက်ခဲ့ဘူးကြောင်းအခုသိမ့်ပိုက်ရရှိမှုမှာပထမဆုံးအကြိမ်သိမ့်ပိုက်ရရှိခြင်းဖြစ်သည့်အပြင်နိုင်ပိုင်းအတွင်သိမ့်ပိုက်ရရှိခြင်းဖြစ်ကြောင်းသိရပါတယ် KNU ကမက်လာအေဘီလာနဲ့ယခုမေလာအတွေ့တွင်ချိုင်းမြန်မာနေဆက်အနီမှာစစ်ကောင်စီပူလူတူခလေတီတခေါပီခွီမော်ဖားသူစခန်းကြလေစကန်းများမေလဗလက်တိုမော်ခီဗရင်အောင်စကန်းကုန်ကနေလီစကန်းနဲ့ရွှေအေးမြိုင်တက်စကန်းတို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကအပြစ်ရခြင်းများပြီးတနိုင်ငံလုံးလေးချောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော့လေတိုင်းရင်းသားလက်နက်ကိုင်များယာယီအပြစ်ရထားပေးရန်မြင်းအောင်လိုင်းကပြောပြနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အကျန်းဖက်စစ်ကောင်စီကအပြည့်ရဲ့ကြေညာပြီးတနင်္ဂနွေလေးကျောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော့လဲတိုင်းရင်သားလက်နက်ကိုင်များအနေဖြင့်ယာယီအပြည့်ရဲ့ထားပေးရန်အကျန်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုပါတယ်။ယမန်နေနေပြည်တော်တွင်ပြုလုပ်သည့်ငလင်ပေးအတွက်လူငွေပေးအပ်ပွဲအခမ်းအနားတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်ပါတယ်။ငလင်ပေးပြန်လည်ထူထောင်ရေးအတွက်စစ်ကောင်စီကအေဘီလာ၂ရက်နေ့မှယခုမေလကုန်အထိယာယီအပြည့်ခက်တိုက်ခိုက်မှု ရက်စဲရေးကာလသတ်မှတ်ထုတ်ပြန်ထားကြောင်းထို့ကြောင့်နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးစီးပွားကိုရှေ့ရှုပြီးတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများနှင့်သက်ဆိုင်သူများအနေဖြင့်လည်းယာယီအဖြစ်ခက်ရက်စဲထားခြင်းအပေါ်အလီထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ပြီးကြာရန်တိုက်တွန်းလိုကြောင်းမင်းအောင်လိုင်ကပြောဆိုပါတယ်။ထို့ရတွင်ငလင်ဘေးအကြောင်းပြ၍အပြစ်ရက်စဲသည်ဟုစစ်ကောင်စီတပ်ကကြေညာထားတော်လည်းလက်တွေတွင်စစ်တပ်ကပင်ပြည်သူများကိုပြစ်မှတ်ထား၍လေကြောင်းတိုက်ခိုက်မှုများဆောင်ရွက်နေကြောင်း အာဆီယံနဲ့နိုင်ငံတကာအနေဖြင့်စစ်ကောင်စီ၏ဟန်ပြအထုရောက်လူသားချင်းစာနာမှု အပြည့်ခက်ရက်စက်ရေးအပေါ်ဆက်လက်ယုံကြည်မှုပေးရန်မဖြစ်တဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG သမရာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကမေလ28ရက်နေ့တွင်ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်အာဆီယံအပါအဝင်အင်းဒီချင်းနိုင်ငံများနဲ့နိုင်ငံတကာအတိုင်းအဝန်းဟာစစ်ကောင်စီရဲ့အထူးရောင်ဟန်ဆောင်လူသားချင်းစာနာမှုအပြည့်ခက်ရက်စက်ရေးအပေါ်မှာဆက်လက်ပြီးယုံကြည်မှုပေးနေဖို့မဖြစ်နိုင်တော့ပါဘူး မေလ12ရက်နေ့ကစကိုင်းတိုင်းအိုးတိမ်တွင်ရွာစာတင်ကြောင်းကိုဂျက်ဖိုက်တာနဲ့ပုံချဲတိုက်ခိုက်လို့ចောင်းသားလူမမဲများနဲ့ဆီယမ်မအပါဝင်24ဦးထပ်မင်းတည်ခဲ့ကြရပြီး တရာကျော်ထိခိုက်ဒဏ်ရာရခဲ့တာဟာစစ်ကောင်စီရဲ့အယက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေတဲ့ကမကြခင်ကရရှိတဲ့ခိုင်မာတဲ့တပ်သေးတရကတစ်ခုပဲဖြစ်ပါတယ်။အယက်သားတွေစာတင်ကြောင်စေးယုံစေးကမ်းမကြမ်းဘုံကျဲတိုက်ခိုက်မှုနဲ့စကားစတဲ့လီရင်စီရောင်းဝယ်နေတာတွေကိုပြင်းထန်စွာစန့်ကျင်ပြီးဒီလိုမလုံနိုင်အောင်လက်တွေကျပြီးထိရောက်တဲ့ဖိအားပေးအရေးယူမှုတွေဆောင်ရွက်တင်ပါတယ်ဟု NUG သမရယုံပြောရေးဆိုခွင့်ရှိသူဦးချော်စောကပြောဆိုခဲ့ပါတယ်။အကြံဖက်စစ်ကောင်စီက2023ခုနှစ်ဇန်နဝါရီလမှ2025 မေလ12ရက်နေ့အတွင်းစစ်ကောင်စီကစစ်ဖြစ်ပွားမှုမရှိသည့်ဒေသများသို့လေကြောင်းတိုက်ခိုက်မှု2800နီးပါးပြုလုပ်ခဲ့ကြောင်းစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူပေါင်း3000ကျော်ဒဏ်ရာရသူပေါင်း9000ကျော်ရှိကကလေးသူငယ်ရချီသေဆုံးခဲ့ကြောင်းစာတင်ကျောင်းပေါင်း240ပျက်စီးခဲ့ပြီးစစ်ရုံစည်းကမ်းနှင့်ဘာသာရေးအဆောက်အဦပေါင်း900ကျော်ပျက်စီးခဲ့ကြောင်းသိရှိရပါသည် မေလ29ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရကကြေညာချက်တရထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်တွင်အာဆီယံဥဆောင်မှုဖြင့်နိုင်ငံတကာမှပါဝင်သောစနစ်ကြသည့်ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်ရာမျိုးမရှိပါကတိုင်းသားပြည်သူများကိုတိရောက်စွာကာကွယ်နိုင်မည်မဟုတ်ကြောင်းတရားဝင်အသိပေးထုတ်ပြန်ထားပါသည်ကြောက်ဖြူတိုက်ပွဲတွင်ကြာသွားတဲ့ဂျမတ်ဆက်တနီးပြူဟာမူဘုံမူးကျုပ်ကျော်မျိုးအောင်နာရီတရင်ထွက်ပေါ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရက်ခိုင်ပြီးစောက်ပြူတိုက်ပွဲမှာကြာသွားတဲ့တက်မ17အခြေမြန်တက်မဌာနချုပ်နီးပြူဟာမူဘုံမူးချုပ်ကျော်မျိုးအောင်55နှစ်ရဲ့နိုင်ရေးတရင်ထွက်ပေါ်လာပါတယ်။အဲ့ဒီဘုံမူးချုပ်ကျော်မျိုးအောင်ဟာနောက်ထပ်ပိုကြီးတအုပ်နဲ့အတူလေးလ26ရက်နေ့ကစောက်ပြူစစ်မြေပြင်မှာအာရကတပ်တော် AA စနိုက်ပါတပ်ဖွဲ့လက်ချက်နဲ့ကြီးထိမှန်တိစုံသွားခဲ့တယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။စောက်ပြူတို့ဗမာပြည်ကနေအင်အားလာဖြည့်ချထားတဲ့တက်မ17မှာ ယူဟာမှုနဲ့ဒေသခံတရင်943မှာဘိုးကြီးတူတို့ဟာမေလ26ရက်နေ့မှာအေအေလက်ဖြောင်းတဲ့ကျောက်ဖြူတို့ဗမာပြည်ကနေအင်အားလာဖြည့်ချထားတဲ့တမဆက်တမဗျူဟာမှုနဲ့ဒေသခံတရင်943မှာဗိုလ်ကြီးတူတို့ဟာမေလ26ရက်နေ့မှာအေအေလက်ဖြောင်းတပ်စနိုက်ပါကြီးထိမှန်ကျဆုံးသွားခဲ့ပြီးမေလ28ရက်နေ့မှာဗျူဟာမှုအလောင်းကိုရန်ကုန်တို့အထူးလေယာဉ်နဲ့ယူဆောင်သွားခဲ့တယ်လို့ရခိုင်သတင်းတွေကိုဖော်ပြနေတဲ့ Little Rabbit ကလည်းမေလ28ရက်နေ့ကသတင်းဖော်ပြခဲ့ပါတယ် ကြောက်ဖြူ OGD တရုတ်တံငွေဖြန့်ချီရေးစက်ယုံနာမှာတိုက်ပွဲတောက်လျှောက်ဖြစ်နေပြီးစကစာဘက်ကလည်းအကြဆုံးများလာတာကြောင့်မျိုးပေါ်အုပ်ချုပ်ရေးအတိုင်းဝိုင်းကိုပါအကြီးကျယ်ကြရရိုက်လျက်ရှိနေတယ်လို့အဆိုပါသတင်းမှာဆက်လက်ဖော်ပြထားပါတယ်အတူပါရှုနဲ့ရဲလေစွန်းတို့တရားတော်နာဖိတ်ကြားလွှာထဲမှာတော့ဘုံမှုချုပ်ကျော်မျိုးအောင်ဟာ1388ခုနှစ်နေုံလာဆန်းတရက်28ရက်9လ2025အင်္ဂါနေ့မှာတိုင်းပြည်တော်ဝင်ထမ်းဆောင်ရင်ဘဝတစ်ပါးသို့ကွယ်လွန်အနှိမ့်ဆရောက်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်။